အားလုံးမင်္ဂလာညချမ်းပါသတင်းထုတ်လို့ကျွန်တော်ညဝင်းချင်းတင်ပေးလိုက်တာပါနော်လက်ရှိအီတန်ကနေပြီးတော့အစည်းကိုလက်တုံပြန်တဲ့အနေနဲ့ပက်ထင်းဒုံးကြီးအစင်ပေါင်း150ကျော်ကိုပြစ်လွတ်ပြီးတော့အစည်းမှာရှိတဲ့မြို့ကြီးတွေဂျေရုဆလင်ဟိုင်ဘာတဲ့အက်ဒီလိုမြို့ကြီးတွေကိုအတိအကျပြတ်မှတ်ထားပြီးတော့တိုက်ခိုက်နေကြောင်းသိရတယ်ဈေးရဲ့ယူနီယံတန်းစင်တဲ့ဆက်ယုံတွေကိုလည်းတားကတ်ထားပြီးပြစ်ခတ်တိုက်ခိုက်နေကြောင်းလည်းသိရပါတယ်ခင်ဗျာ ်အစည်းရဲ့စစ်ဘက်ဆိုင်ရာဌာနချုပ်ယုံနေကိုပြစ်မှတ်ထားကြောင်းနဲ့အီရန်ရဲ့စစ်ဘက်ဆိုင်ရာအခြေတိုက်ခြင်းကထုတ်ပြန်ထားပါတယ်။လက်ရှိအီရန်ရဲ့ပြစ်ခတ်မှုကြောင့်တေဘက်မျိုးတွေမှာပေါက်ကွဲသံတွေ၊စုညံသံတွေ၊ပေါ်စနာခန့်နေတာလည်းတွေ့ရတယ်ခင်ဗျာ။အခုလက်ရှိဓာတ်ရိုက်လိုက်တွေလွှင့်နေပါတယ်ခင်ဗျာ။ဒီသတင်းနဲ့ပတ်သက်ပြီးတော့အားလုံးကိုသိစေချင်လို့ကျွန်တော်နာရင်းချင်း share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။တိုက်ပွဲကတော့ပြင်းထန်နေပါလေ။ညာအုပ်ပိုင်းအစောပိုင်းကတော့အစည်းကနေပြီးတော့အီဒန်ကို ဆက်လက်ပြီးတော့တိုက်ခိုက်ခဲ့တယ်ခင်ဗျာ။ညာဦးပိုင်းအစောပိုင်းကဈေးကနေပြီးတော့အင်တန်ကိုဆက်လက်ပြီးတိုက်ခိုက်ခဲ့တယ်။အဲ့ဒီတိုက်ခိုက်ခဲ့တဲ့အချိန်မှာတုန်းကဈေးရဲ့ Jet Fighter ဖြစ်တဲ့ F-35 Jet Legion ကိုအီရန်ဘက်ကနေပစ်ချနိုင်ခဲ့တယ်လို့လည်းအီရန်စစ်ဘက်ဆိုင်ရာဌာနချုပ်ယုံကထုတ်ပြန်ထားပါတယ်ခင်ဗျာ။၎င်း Jet Fighter ကိုမောင်းနှင်လာတဲ့အမျိုးသမီးလက်လက်ရောက်ဖမ်းဆီးရမိကြောင်းလည်းအီရန်စစ်တပ်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်ကျွန်တော်တို့အီရန်လေကြောင်းရန်ကာဝေးစနစ်တွေကအများကြီးကာကွယ်နိုင်ခဲ့တယ်လို့လည်းအီရန်ဘက်ကနေပြောဆိုထားတာတွေ့ရပါတယ်ခင်ဗျလက်ရှိအီရန်အနေနဲ့ဈေးကိုလက်တုံပြန်တဲ့အနေနဲ့ပက်ထရီလုံးကြီးအစင်ပေါင်း150ကျော်ကိုပြစ်လွတ်ပြီးတော့ဆက်လက်တိုက်ခိုက်နေကြောင်းလည်းတွေ့ရပါတယ်လက်ရှိအခြေအနေတွေကတော့တော်တော်လေးကိုတင်းမာမှုတွေတစ်ဖက်နဲ့တစ်ဖက်ဖြစ်ပွားနေပြီးတော့တိုက်ပွဲကလည်းပြင်းထန်နေပါတယ်အီရန်ရဲ့လက်တုံပြန်မှုကလည်းတော်တော်ကိုလက်တံပြောင်းတဲ့အနေအထားမှာမြင်တွေ့နေရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့စစ်ပွဲကရှေ့ဖို့ရှိကြောင်းလည်း ကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသက်သူအများစုကကိုကာပြီးပေါ်ပြထားတာကိုတွေ့ရတယ်။ထပ်ပြီးဘာတွေထူးခြားလာမလဲဆိုတာတော့ကျွန်တော်တို့အတိအကျမသိသေးပါဘူးလက်ရှိအနေထားမှာတော့ဈေးမှာရှိတဲ့မြို့ကြီးတွေဖြစ်တဲ့တဲအဖန်မြို့ဟိုင်ဘာမြို့ဂျေရုဆလင်မြို့တွေမှာအနီးရောင်အဆင့်ကိုတတ်မှတ်ထားကြောင်းဈေးရဲ့စစ်ပတ်ဆိုင်ရာဌာနချုပ်ယုံကထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အစည်းရဲ့အသေးပြောက်စီးရင်ကတော့အတိအကျမသိရသေးပါဘူးလက်တလို့ light တွေအများကြီးတက်နေပါလေဒါနဲ့ပတ်သက်ပြီးကျွန်တော်ရုပ်တံအများစုကို share ပေးခြင်းဖြစ်ကြောင်းဒီသတင်းလဲထူးခြားလို့ညာလွှဲခြင်းတင်ပေးလိုက်ခြင်းဖြစ်ပါလေနောက်ထပ်ထပ်ပြီးတော့ထူးခြားတဲ့သတင်းတွေရှိမယ်ဆိုရင်ကျွန်တော်တင်ဆက်ပေးပါမယ်ခင်ဗျဟုတ်ကဲ့ပါ imagine နေအားလုံးဒီဝါမှာတတိယပြီးကိုကျွန်တော်မြစ်တာရက်ခံပါလေအားလုံးမင်္ဂလာကြံလေးဖြစ်ပါစေခင်ဗျ